မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 10ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့တေလေးလုံးစစ်စင်ရေးနှစ်ပတ်လည်နေ့မတိုင်မီရိုက်ကော်မျိုးကိုစစ်ကောင်စီကလုံခြုံရေးတွေတုံ့ပြန်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တေလေးလုံးစစ်စင်ရေးအမည်နဲ့2023ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှာကရင်ပြည်တပ်ပေါင်းစုများစုဖွဲ့ပြီးတော့ဒေသတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့စခန်းများကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တေလေးလုံးနှစ်ပတ်လည်နေ့မှာရိုက်ကော်ထဲမှာတော်လိုင်းတပ်ဖွဲ့တွေလာလည်မယ်ဆိုပြီးတော့ရိုက်ကော်ပတ်ပတ်လည်ကိုကင်းနေချတောင်ပန်သမားကိုတတ်ပြီးနေရာယူထားတယ်တဲ့။ချိန်ချောက်တဲ့အနေနဲ့လည်းလက်နက်ကြီးတွေနဲ့ရိုက်ကော်ပတ်ပတ်လည်ကိုရှောက်ပစ်နေတယ်လို့ရိုက်ကော်မျိုးကန်တို့က ပြောပါတယ်ဒါအပြင်လွိုက်ကော်မျိုးကြည်သာယာနန်းဘော်ဝံရေနီကန်ဧက900အောင်ချမ်းသာရက်ကွက်ကဒေသခံတချို့ကိုလည်းစစ်ကောင်စီကပြည်သူစစ်မှုထမ်းရအတွက်အတိအဓမ္မခေါ်ယူပြီးတော့လစာနှစ်သိန်းချက်တနက်တလက်ကြည်စံနဲ့လက်ပြဘုံနှလုံးစီကိုပေးထားပြီးတော့လွိုက်ကော်မျိုးမှာကင်းချထားတယ်လို့၎င်းကပြောဆိုထားပါတယ်တင်လေးလုံးစစ်စီရေးအတွင်းမှာကရင်နီတပ်ပေါင်းစုက လွိုက်ကော်မြို့ကိုပါထိုးစစ်ဆင်ခဲ့ပြီးတော့မြို့လယ်မှာရှိတဲ့ရက်ကွက်များကိုပါလက်အတဲကြာထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ဆင်ရေးအတွင်းမှာလွိုက်ကော်မြို့မှာစစ်ကောင်စီရဲ့တပ်စခန်း12ခု၊ဒီမော့ဆုံမြို့မှာစခန်း73ခု၊ဖရူဆုံမြို့မှာစခန်း1ခု၊ဘော်လခဲမြို့မှာစခန်း5ခု၊ဖားဆောင်မြို့မှာစခန်း6ခု၊ရှားတော်မြို့မှာစခန်း8ခု၊ဖဲကုံမြို့မှာစခန်း18ခု၊မဲဆဲမြို့မှာတပ်စခန်း1ခုစုစုပေါင်းတပ်စခန်းပေါင်း65ခုကိုတင်းစီနိုင်ခဲ့ပြီးတော့ တက်ဆုပ်လက်နက်ချခဲ့တဲ့စခန်းစုစုပေါင်း16ခုအထိရှိခဲ့တယ်လို့သိရပါတယ်။သို့တော်လည်းစစ်ကောင်စီရဲ့ပင်မအခြေစိုက်တပ်များကိုတိတ်ပိုက်နိုင်ခြင်းမရှိခြင်းလေကြောင်းတိုက်ခိုက်မှုများပြားခြင်းနဲ့မြေပြင်စစ်ကူများစွာရောက်ရှိလာတဲ့အတွာလွိုက်ကော်မျိုးကိုကရင်နီတပ်ပေါင်းစုဘက်ကပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့သိရပါတယ်။လွိုက်ကော်ကိုအင်အားဖြည့်ထားတဲ့စစ်ကောင်စီတပ်သားကအယောက်3000လောက်ရှိတယ်။တေလေးလုံးစစ်စင်ရေးတုံးကအထိုင်တပ်တွေနဲ့ပေါင်းရင်အခုဆိုရင်4000ကျော်5000ဝန်းကျင်လောက်ရှိလိမ့်မယ်။ ဒါကခုခံစစ်ထက်ပြန်ပြီးတော့ထိုးစစ်ဆင်ဖို့အတွက်စစ်ကောင်စီဘက်ကပြင်ဆင်နေတဲ့သဘောပဲလို့ KND စစ်ဘက်ရေးရာသတင်းရေးမြစ်ကပြောကြားထားပါတယ်။လက်ရှိမှာရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့ဘက်ကနေတဲ့ဆင်ဖဲခုံမြို့ဘက်ကိုစစ်ကောင်စီတပ်နဲ့ပို့ပြည်သူစစ် PNO တို့ပူးပေါင်းပြီးတော့စစ်ကြောင်းထိုးလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်မြို့သိမ်းတပ်ပွဲသတင်းကတော့ချင်းပြည်နယ်မင်းတပ်မြို့သိမ်းတပ်ပွဲစတင်နေပြီးတော့အကြမ်းဖက်စစ်တပ်ကပြည်သူပိုင်နေအိမ်များကိုဇက်တိုက်မီးရှို့ဖျက်ဆီးနေပြီးတော့လေကြောင်းနဲ့အပြင်းထန်ဘုံကျဲခုခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ9ရက်နေ့ကစတင်ပြီးတော့မင်းတပ်မြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာများမှာ ဒေတာဘေးတော်လိုင်းတပ်ဖွဲ့များနဲ့အကြမ်းဖက်စစ်ကောင်စီတပ်တို့တိုက်ပွဲများဇက်တိုက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကဒီကနေ့မနက်9နာရီခန့်ကစတင်ပြီးတော့မင်းတပ်မျိုးရဲစခန်းရှိခေါနူရိတ်တာအနီးတဝိုက်ဆောက်လုပ်ရေးလမ်းခွဲကားလမ်းမဘေးနဲ့ဆောက်လုပ်ရေးဝင်းအတွင်းမှာရှိတဲ့ပြည်သူပိုင်းနေအိမ်များကို ဇက်တိုက်မိရှို့ဖြတ်စည်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ဟာတိုက်ပွဲစတင်ဖြစ်ပွားတဲ့မနက်ပိုင်းကစတင်ပြီးတော့ညနေပိုင်းအထိကိုဇက်တိုက်ဘုံကျဲတိုက်ခိုက်နေပြီးတော့မြို့ပေါ်နေပြည်သူများအလုံးလဲဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။မြို့ပေါ်မှာတိုက်ပွဲတွေဖြစ်နေပါတယ်။လောလောဆယ်မြို့သိမ်းတိုက်ပွဲစစ်စင်ရေးကိုစနေပါတယ်။မြို့ပေါ်မှာတောက်လျှောက်တိုက်ပွဲတွေဖြစ်နေတယ်။အဲဒါကြောင့်စစ်ခွေးတွေကလည်းထွက်လို့ရတဲ့နေရာတွေကနေထွက်လာပြီးတော့တချို့အိမ်တွေကိုမိလိုက်ရှို့နေတာပါမြို့ပေါ်မှာတောက်လျှောက်တိုက်ပွဲတွေဖြစ်နေပါတယ်လေရင်တွေကတော့ဇက်တိုက်ဘုံကျဲနေတာပဲလို့ မေးတမ်းမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကိုရောမန်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြက်ဖတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာတရုတ်ပြည်ကနေနေပြည်တော်၄စိတ်ကိုနိုဝင်ဘာလ၁၀ရက်နေ့မှာပြန်လည်ရောက်ရှိမှာဖြစ်တဲ့အတွက်၄စိတ်ကအပြန်လန်းခီးတခြားမှာကျောင်းသားများကကြိုးစို့ရမယ်လို့စစ်ကောင်စီကအမိန့်ထုတ်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္ဂနွေနေ့ကျောင်းပည့်ရဖြစ်တော်လဲကျောင်းသားများဟာအဖြူအစိမ်းများကိုဝစ်ကာလာရောက်ကြိုးစို့ရမယ်လို့စစ်ကောင်စီကအမိန့်ထုတ်ထားပါတယ်။ အဲ့ဒီအဖြစ်ပြဟာလုံခဲ့တဲ့ဆယ်စုနှစ်များကအာနာရှင်ဟောင်းတန်းရွှေကျင့်သုံးခဲ့တဲ့နီလန်းများကိုပြန်လည်အမှတ်ရစေပါတယ်။တန်းရွှေဦးစီးတဲ့စစ်အစိုးရခက်မှာစစ်ဗိုလ်ချုပ်များဟာ၎င်းတို့ရဲ့နိုင်ငံသားခရီးစဉ်များကအပြီးမှာအပြန်ခရီးလမ်းမှာကျောင်းသားများဝန်ထမ်းများနဲ့အများပြည်သူများကိုအတေးအကျလာရောက်ကြိုးဆိုခိုင်းခဲ့တယ်လို့သိရပါတယ်။အာနာရှင်လက်သက်မင်းအောင်လှိုင်ကစီနီယာအာနာရှင်များရဲ့လုပ်ရံများကိုပြန်လည်အသက်သွင်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဌာနဆိုင်ရာညွှန်ကြားချက်နဲ့ကျောင်းတိုင်းကိုလာကြိုခိုင်းတာ school bus ကြောင်းကားရှိတဲ့ကိုပိုင်ကြောင်းကကလေးတွေဆိုရင်တော့မဖြစ်မနေသွားရမှာလို့ကြောင်းဆရာမတို့ကပြောပြထားပါဗျ။ကိုပိုင်ကြောင်းတချို့မှာကြောင်းပိတ်ရက်ကိုအချိန်ပိုရှိတဲ့အတွက်ကြောင်းကိုလာရောက်ရန်ခေါ်ဆောင်မှုများရှိနေပြီးတော့စစ်ကောင်းဆောင်ကိုကြိုးစိုးရန်အတွက်လည်းဖြစ်နိုင်ပြီးကြောင်းတချောင်းကိုလူအယောက်30နှုန်းနဲ့လာရောက်ရန်ညွှန်ကြားထားတယ်လို့၎င်းကပြောဆိုထားပါဗျ။ကိုပိုင်အထက်တန်းကြောင်းတစ်ခုမှာတက်ရောက်နေတဲ့ကြောင်းသားတအုပ်ရဲ့မိခင်ဖြစ်သူထံကို ကျောင်းတာဝန်ရှိသူကဖုန်းဆက်ပြီးတော့မင်းအောင်လိုင်းကိုကြိုးဆိုရန်အစီအစဉ်ရှိတဲ့အတွက်လာရောက်ရန်ပြောဆိုခဲ့တော်လဲညင်းဆုံလိုက်တယ်လို့သိရပါတယ်။အတင်းလာဖို့ခေါ်တော့အကြောင်းပြချက်ပေးပြီးတော့အစီအပြေတော့လာခဲ့မယ်လို့ပဲပြောလိုက်တယ်လို့၎င်းကဆက်ပြောပါတယ်။အစိုးရကျောင်းကကျောင်းသားကျောင်းသူများကိုလည်းကျောင်းကအစီအစဉ်နဲ့ ကားငှားပြီးတော့ကျိုးစိုးရန်စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနကညွှန်ကြားထားကြောင်းပြည်မြနာမြို့နယ်ကကျောင်းဆရာမတအုပ်ကပြောဆိုထားပါတယ်။စာတော့မထွက်ဘူးနှုတ်ညွန်ကြားချက်နဲ့ကျိုးစိုးဖို့ပြင်ဆင်ထားဆိုပြီးတော့ပြောလာတာလို့၎င်းကပြောဆိုထားပါတယ်။အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာစစ်တပ်ဟာတရုတ်ဆန့်ကျင်မှုများနဲ့ NUG ကိုရှုံချတဲ့ပွဲများကိုနေပြည်တော်ကောင်စီမြို့တော်ခန်းမှာရှေ့မှာအမျိုးသားရေးလှုပ်ရှားသူများနဲ့စစ်တပ်ထောက်ခံသူများကိုတရားဝင်ဆန္ဒပြခွင့်ပြုထားတယ်လို့သိရပါတယ်။စစ်ကောင်းဆောင်ကိုကြိုးစိုးတဲ့ပွဲမှာစစ်တပ်ထောက်ခံသူများ အမျိုးသားရေးလှုပ်ရှားသူများကိုလည်းကြိုးစိုးရမှာပါဝင်မယ်လို့စုံစမ်းသိရှိရပြီးတော့စစ်ကောင်းဆောင်ရဲ့တရုတ်ခရီးစဉ်ကိုအောင်မြင်တဲ့ခရီးစဉ်လို့စစ်တပ်ထောက်ခံသူများကဝါဒဖြန့်နေကြပါတယ်တရုတ်ခရီးစဉ်မှာစစ်ကောင်းဆောင်ဟာရွေးကောက်ပွဲကျင်းပမယ့်အကြောင်းများကိုအိမ်နီးချင်းနိုင်ငံများကိုအတိပေးရှင်းလင်းမှုများလည်းရှိခဲ့တယ်လို့သိရပါတယ်အချက်မှတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာမဟာမဲကောင်ခွဲထိပ်သီးအစည်းအဝေးကမ္ဘောဒီးယားလာအိုမြန်မာဗီယက်နမ်ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေးများတက်ရောက်ရန်နိုဝင်ဘာလ9ရက်နေ့ကတရုတ်ပြည်ကိုရောက်ရှိနေခြင်းဖြစ်တယ်လို့သိရပါတယ် တရုတ်ခရီးစဉ်ဟာစစ်အာဏာသိမ်းပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ပထမဦးဆုံးသောတရုတ်နိုင်ငံခရီးစဉ်ဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဘာမှမဟုတ်ဘူးအဲ့ဒါကလေးတွေကိုလူသားတိုင်းကလှုပ်ထားတာသူတို့လမ်းကြောင်းလာလို့ရှိရင်မင်းအောင်လှိုင်လာတဲ့လမ်းကြောင်းမှာလူတွေလှုပ်ကြံမှာစိုးလို့ဆိုပြီးတော့အဲ့မှာကလေးငယ်တွေကိုကလေးတငယ်တွေចောင်းသားចောင်းသူတွေအကုန်လုံးကိုသူကတိုင်းလှုပ်ထားတာကလေးတွေရှိလို့ဆိုပြီးလှုပ်ကြံလို့မရအောင်တမင်လှုပ်ထားတာဒါတစားကန်လှုပ်တာပဲ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်တပ်ရဲ့အာဏာရှင်စနစ်ဝါရဖြန့်ချီရေးတင်ကန်းစာများကိုကြောင်းတင်ယုံအဖြစ်နဲ့ထည့်သွင်းတင်ကြားရန် စစ်ကောင်စီကပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခုလက်ကျန်စတဲ့နဲ့သုံးမဟုတ်လာမယ့်ပညာသင်နဲ့များမှာစစ်တပ်ရဲ့မတရားစစ်မှုထမ်းဥပဒေအခြေခံဥပဒေနဲ့အာဏာရှင်ဆန့်ကျင်တဲ့အင်အားစုများကိုပုံဖြတ်ရေးဆွဲထားတဲ့အကြမ်းဖက်ဥပဒေစတဲ့ဝါရဖြန့်ဘာသာရပ်များကိုစစ်ကောင်စီရဲ့လက်အောက်ကအခြေခံပညာကျောင်းသားများတင်ယူရရှိဖို့ရှိနေကြောင်း BACS ကပြောဆိုထားပါတယ်ပြီးခဲ့တဲ့သတင်းပတ်တွေအတွင်းမှာရန်ကုန်မကွေးမွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းကစစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့ကြီးများမှာ အခြေခံပညာအထက်တန်းအဆင့်ဆရာဆရာမများကိုစစ်တပ်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြည်သူ့စစ်မှုထမ်းဥပဒေအကြမ်းဖက်မှုဥပဒေများနဲ့ပတ်သက်ပြီးတော့ရက်တိုတင်နှန်းများပေးနေတယ်လို့သိရပါတယ်။အဲ့ဒီတင်နှန်းများကိုစစ်ကောင်စီရဲ့ဥပဒေရေးရာဝန်ကြီးဌာနနဲ့ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းလှုပ်ဆောင်နေခြင်းဖြစ်ပြီးတော့စစ်ကောင်စီရဲ့ဥပဒေအသိပညာပြန်ပွားရေးဆရာဖြစ်တင်နှန်းကိုရန်ကုန်မှာအော်တိုဘားလ28ရက်နေ့ကနေစတင်ကအခြေခံပညာဆရာဆရာမအယောက်300ကျော်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။မကွေးမြို့မှာတော့ နိုဗ ెంబ ာလ2ရက်နေ့ကစတင်ပြီးတော့ဆရာဆရာမ300ကျော်နဲ့မွန်ပြည်နယ်မော်လမြိုင်မှာနိုဗ ెంబ ာလ4ရက်နေ့ကစတင်ကဆရာဆရာမ68ဦးတို့တက်ရောက်ခဲ့ကြကြောင်းစစ်ကောင်စီရဲ့သတင်းစာများမှာဖော်ပြထားပါတယ်။တင်နန်းကာလာအနေနဲ့တချို့တင်နန်းများကတော့10ရက်ကြာမြင့်မှာဖြစ်ပြီးတချို့တင်နန်းတွေကတော့12ရက်အထိကြာမြင့်မှာဖြစ်ကြောင်း BACS ကဖော်ထုတ်စုံစမ်းရေးသားထားပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေကလောဟဲဟုံးနယ် ကရင်ပြည်နယ်တဲကရိုက်ကော်မျိုးတို့မှလည်းမှုကင်းအသိပညာပေးသင်တန်းများနဲ့တွဲဖက်ပြီးတော့ဥပဒေပညာဖြန့်ဝေရေးလို့အမည်တပ်ထားတဲ့ဒီဝါရဖြန့်တဲ့သင်တန်းအမျိုးအစားများကိုအခြေခံပညာအထက်တန်းကျောင်းအသီးသီးမှပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အခြားသောစစ်ကောင်စီထိန်းချုပ်ထားတဲ့တိုင်းနယ်ပြည်နယ်များမှလည်းမကြမီမှာအလားတူသင်တန်းမျိုးများကိုစတင်ပြီးတော့အကောင့်ထဲဖော်လာနိုင်ခြင်းရှိကြောင်းမမရေးရနဲ့ပြိပကလေ့လာရေးအဖွဲ့ BACS ကပြောဆိုထားပါတယ်။ပြည်သူများကိုမတရားဖန်ဆီးပြီးတော့စစ်မှုထမ်းခိုင်းတဲ့ဥပဒေစစ်တပ်စိတ်ကြရေးဆွဲထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေ တော်လိုင်းအင်အားစုများကိုပုံဖြတ်တစိုက်ကတ်ထားတဲ့အကြမ်းဖက်ဥပဒေများကိုစစ်ကောင်စီကအခြေခံကြောင်းမှရှိတဲ့စေကျော်တက်ကလေးငယ်များထံကိုဝါရဖြတ်တင် जा ပေးရန်ပြင်ဆင်နေခြင်းဖြစ်တယ်လို့ BACF အဖွဲ့ကတုံ့တက်ထားကြောင်းတင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မဂွေတိုင်းငဖဲမြို့နယ်ဂုတ်ကြီးရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ကင်းစခန်းတိုက်ခိုက်ခံရပြီးတဲ့နောက်မှာစစ်ကောင်စီတပ်သားများကဘုံဘောရွာကိုမိရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ9ရက်နေ့မှာဂုတ်ကြီးကျေးရွာထိပ် အမ်ဘရန်လမ်းမိုင်းမှာရှိတဲ့အကြမ်းတ်စစ်တပ်ရဲ့ကင်းစခန်းနှစ်ခုကိုတော်လိုက်တဲ့ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့စစ်ကောင်စီတပ်သား၁၀ဦးသေဆုံးသွားတယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာနိုဝင်ဘာလ၈ရက်နေ့မှာဂုတ်ကြီးရွာဘက်ကနေလာတဲ့အကြမ်းတ်စစ်ကောင်စီတပ်သားများကဘုံဘောရွာကိုအင်အား30ခန်းနဲ့ဝင်ရောက်စီးနင်းပြီးတော့ပြည်သူပိုင်းနေအိမ်များကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းတ်စစ်တပ်စစ်ကြောင်းဟာပြည်သူပိုင်းနေအိမ်များကိုမိရှုဖျက်ဆီးပြီးတဲ့နောက်ဂုတ်ကြီးရွာဘက်ကိုပြန်လည်ဆုတ်ခွာသွားပြီးပြည်သူများဖမ်းဆီးခံရမှုတော့မရှိဘူးလို့သိရပါဗျ။ဘုံဘောကြီးရွာကိုမနေ့က အကြမ်းဖက်စစ်တပ်စစ်ကြောင်းဝင်ရောက်စီးနှင်းပြီးတော့ပြည်သူပိုင်းနေအိမ်နှလုံးကိုမိရှုဖြက်ဆီးသွားတယ်စစ်ခွေးအင်အားက30လောက်ပါတယ်ဂုတ်ကြီးကျေးရွာအနီးကဘုံဘောလန်းခွဲခွေးကင်းစခန်းဝင်ရောက်စီးနှင်းတိုက်ခိုက်ခံရလို့ရွာတွေကိုဝေပြီးတော့တောင်းကြနာလို့ထင်းနေအဲ့ဒီစစ်ခွေးစစ်ကြောင်းကအခုဂုတ်ကြီးကျေးရွာအနီးနားမှာရှိနေသေးတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ